မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဒီတခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာကုန်အထိဗုဒ္ဓဖူးရာဟုသာသမီတွေတို့ကဟောပေးခြင်းပါတယ်ဥစ္စာဗုဒ္ဓဖူးရာဟုသာသမီတွေမဟောခင်မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့အတစ်တော့မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ live ကြပြီး20နဲ့2ခေါက်တောင်ဖြစ်သွားတယ် တောင်းမှပါလေခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွမ်းနာတော့ပို့လေးတင်ထားရယ်เนาะ wifi ရောကအမကြီးများဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့လဲဆိုတော့22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လောက်စိတ်မရှိတတ်ဘူးเนาะတိုးတော့ဟိုလိုင်းကျသွားလို့ဆိုတော့ဆရာအဲ့ဒါလေးပြောချင်ပါတယ်ကောင်းပြီဆရာငယ်ပြီးရင်ဆိုရယ် Facebook ပြပါเนาะကဲမိတ်ဆွေတို့ဗုဒ္ဓဘုရားသာသမီများလက်ရှိဟောလာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာပြင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကို အတက်အခက်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြည့်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလောက်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတီးစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်ထက်ကိုအစိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာနေပြီးတော့အာရုံးထွက်ပစ်ချင်တာမျိုးလက်ရှိချိနေတဲ့အနေထားနေပြီးတော့ဟိုပောက်ကွဲပစ်ချင်တာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စလေးဆို ုံးဖြတ်ချက်တွေကိုမရှမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လောလောလောမဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါတယ်ခင်ဗျာကောင်းပြီကြမ်းပါကြီးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘွားတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွေးကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းလျှော်ပါကျမ်းမာရေးနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးအဲကို့ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွေးကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးဟိုဆနလို့ပေါ့ကို့ကြောင့်မဟုတ်ပဲနည်းနည်းလေးအတွေးတွေလက်ချချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တူးတဲ့တယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ဗဇက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေနေနဲ့ကျမ်းမာရေးကဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာရုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနေတက်တဲ့အတွက်ပြည်သားစင်ကြီးရမယ်ကာလဖြစ်တယ်အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုတ်တည်စတင်ဖို့ဆိုရင်တရားတယ်မိမိမှလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လှုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုတ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလှုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတီဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုယောက်သားသမီးတွေဟာတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လှုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တဲ့ စက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့တမိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာထုကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာထုတိုးဖို့ယာထုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နဲ့လက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာထုတိုးဖို့ယာထုတက်ဖို့အတွက်ဆိုရင်အဲမိမိနဲ့နဲ့မျောလင့်ထားသလောက်အရှိအတိုင်းတာကြန့်ကြာနေတာမျိုးတွေကြုံရတတဲ့အတွက်ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာထုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်သို့တော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာထုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင် င်းတွေ OH Champion ဝင်လာတာမျိုးတွေအကျိုးပေးပါတယ်အနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OH Champion မြေယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတက်ပြီးတော့အကျိုးပြုစေတော့ကာလဖြစ်တယ် လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှံ့ငယ်လေးတတိသားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ passport visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာအစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတတ်တတ်ပါတယ်တဲ့အလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လာအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ယူဆိုင်စင်နေပေးဖို့လိုအပ်ပါတယ်ဘာကိုလှုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ ကံကိုညှန်းစီတော့အပတ္တအပိုင်ချဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလို့ပဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြပါအဲ့ဒါဆိုပြင်တဦးတည်းတယောက်တည်းတစ်ခုတည်းလုပ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကိုမောင်တို့မှဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဆုရှယ်ယာကလေးတွေအပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါလေခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင် လက်ထဲမှာနဲ့လေးအနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ဆောင်ရေးတွေကြောင့်ဖြစ်စေမိသားစုရေးတွေကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ဆောင်ဘက်ကြောင့်အိမ်ဆောင်ရေးကြောင့်တို့မဟုတ်ရင်မိသားစုအိမ်လွှဲရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေကြေးနဲ့ပတ်သက်ရင်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေကအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြူးဆိုင်ပေးဖို့လိုအပ်ပါတယ် ယ်။အိမ်ောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်ောင်ဘက်နဲ့ပတ်သက်ပြီးကြမ်းမာရင်ညံ့ခြင်းကြောင့်ဖြစ်စေ၊ဒါမှမဟုတ်မိမိရဲ့အိမ်ောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်ောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတက်ပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘတ်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုသတိထားစင်ကျင်ဖို့နဲ့မိမိနေနဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတက်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘတ်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးတွေပေါ်ဝါတက်တဲ့အတွက်တော့သတိထားစင်ကျင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့တခုရောက်သားသမီးတွေဟာလူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်တော်ပြုရန်စိတ်ဆက်ရန်တိုင်ပင်ရင်တာမျိုးတမိအစားတွေအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပီးပီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ရင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်ပင်နှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်နာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်အစုပ်ပတ်တဲ့အကောင့်ဘက်ကိုပုံမှုအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စေသောအပတ်တာဖြစ်ပါလေခင်ဗျာ နဘူကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူချာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ချင်းမိတ်ဆွေတို့အနေနဲ့ချာလီဝေးလီလိုက်လီပြေးလီဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ချင်းအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလို့နားကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှာ မိမိရဲ့ပတ်ဝန်းကျင်မှာပဲရှိပြီးကိုကဝူးဝေးလန့်လန့်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်။ထို့အပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ကောလာဟာလာသတင်းတွေအအဆက်အသွယ်ပြတ်သွားတာမျိုးတည်ဆုံနေပဲအဆရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာသတင်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကပ်ကိုဖော်ပြနေတော့ကာလာဖြစ်ပါတယ်။ဒီအပတ်တာတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးတွေပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတတဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ပွဲနဲ့ကိုရတာကိုအတိညာရှိသလောက်ဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပြရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့ဒါဒီတစ်ပတ်တာတော့ဒီမှာ ခยีထွက်ခြင်းကိစ္စလေးဒီမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရသွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလှူဒါနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာဆိုရင်အထက်လူကြီးအကြီးအကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေအကူအညီထောက်ကူကိုဒီလဟာမြားစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားစီဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန် စမ်းလိုက်ရင်အင်မတန်ကိုအားသာပြီးတော့ထိပေါက်ကိန်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာပုံစိုက်ကိန်းနဲ့စိုက်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်တော့အပတ်တာအပိုင်းရှာကာလရောက်ရှိနေပါတယ်အချိုးပေးတော့အယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့အဝါယောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတူးတက်ကောင်းမွန်အားသာစေပါတယ်တတိထားဆင်ကြရမယ့်အယောင်တွေကတော့မိခိုးရောင် ဒီရောင်နေသူမဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်နေပေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလအတာတော်တွင်မှာဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြဲတမ်းရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြစ်ရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော်တွင်မှာအကျိုးပေးစီသော ကဏ္ဍအခရာတွေအနေနဲ့ဆိုလို့ရှိရင်၃ရာကဏ္ဍ၊ခုနှစ်ကဏ္ဍ၊၆ကဏ္ဍနဲ့ဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးတည်းနှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုတည်းနှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုမလုပ်ရဘူးဆိုလို့ရှိရင်တော့တနင်္လာရက်တို့ပါတို့ကိုရှောင်ပြီးသွားပေါ့။ဒီအထုပ်ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တော့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ နှစ်ရံလေးတစ်ရက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေกินပြီးလိုရာအဆင်ပြေလာမှအသေးချာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူဆိုင်ရွက်ကလေးတစ်ရက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါရှစ်တဲ့အကြောင်းမဟုတ်တော့မုန်းတဲ့အကြောင်းနင်းမြန်ထွက်ဟာမမြင်ကျင်တော့ဆိုဒီလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရန်ဘုဒ္ဓဖူးရာဥဒသမီးတွေနေနဲ့ပြုလုပ်ရမယ်ရရအနေနဲ့ဆိုလို့ရှိရင်တော့ဘုဒ္ဓဖူးရာဥဒသမီးတွေနေနဲ့ အတိတ်တန်လေးဝင်ပေးပါဝင်ရမယ့်အတိတ်တန်ကတော့ချစ်ချစ်ဝေးဝေးမဟုတ်ပါဘူး24ပဋ္ဌာန်အကျင်းကိုပဲတနေ့ကိုအကျင်းဟေလူပစ္စယတော်ကခေါင်းစဉ်တွေကိုပဲ24កောက်တနေ့ကို24កောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံ့နေဟာဘာလဲလို့မရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျယေစုတင်ပါတယ်ဆရာငယ်ပါဗီဒီမီဒီယံ0939 0939 116 WhatsApp Telegram Viber မှာဆက်သွဲမေးမြန်းနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယံဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘလို့ ဖြည့်ဖြောက်တယ်ဆိုတာလေးကိုဆရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပြပေးပါမယ်ယေရှုတင်ပါတယ်အားလုံးအစီအစဉ်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ